်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအဦးဆုံးဖျံသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်သင်၌ခရစ်တော်ဤတကူတော်ဆိုတဲ့ကောင်းစဉ်နဲ့ဤဖက်အခန်းကြီး3အငယ်73ကနေ79ကိုဆင်ခြင်သွားကြပါတယ် ထို့ကြောင့်သင်တို့ဤအတရေကို ပြုစု၍သင်တို့အတွက်ကြောင့်ငါခံရသောဆင်းရဲခြင်းကိုမြင်လျင်၍လျော့သောစိတ်မရှိကြပါစေနှင့်အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်ကောင်းကင်ဘော်မြေကြီးပေါ်မှာရှိသောတအိမ်တောင်လုံးတည်းဟုသောသားတော်အပေါင်းတို့ဤအချုပ်အချာဖြစ်တော်မူသောငါတို့သခင်ယေရှုခရစ်ဤခမဲတော်ရှိမှငါသည်တူးထောက်၍ဆုတောင်းလေးရှိ၏ဆုတောင်းသော အချက်ဟုမူကား ဝိညာဉ်တော်အားဖြင့်သင်တို့ဤအတွင်းလူကိုခွန်အားနှင့်မြဲမြံခိုင်ခန့်စေ၍ယုံကြည်ခြင်းအားဖြင့်ခရစ်တော်သည်သင်တို့ဤစိတ်လုံးအထက်၌ကျင်းဝတ်တော်မူမည်အကြောင်းဘုန်းတော်ကြွယ်ဝပြည့်စုံခြင်းနှင့်ညီညွတ်စွာသင်တို့အားပေးတော်မူသောမေတ္တာ၌စိုက်ပျိုးခြင်းတိုက်မြင်လဲကြတည်ခြင်းရှိသဖြင့်သင်တို့သည်တန်ရှင်းသူ အပေါင်းတို့ဤဤသူအနံအလျာအနှက်အမြင့်တို့ကိုပိုင်းခြား၍တည်ခြင်းက၎င်း ကိုညာနှင့်မတိနိုင်သော ခရစ်တော်ဤမေတ္တာတော်ကိုသိနာလေခြင်းငါ၎င်းသင်တို့သည်တတ်ဆွမ်းနိုင်သဖြင့်ဘုရားသခင်ဤပြည့်စုံတော်မူခြင်းရှိသမျှနှင့်အညီပြည့်စုံကြပါမည်အကြောင်းငါသည်ဆုတောင်းလေရှိ၏ရှင်ဘောလုကသခင်ယေရှုခရစ်တော်ရဲ့ခွန်အားကိုအားကိုးဖို့လိုအပ်တဲ့အကြောင်းဩဝါဒစာဆောင်တွေမှာမကြာခဏပေါ်ပြခဲ့ပါတယ်ကိုရိန္သုဩဝါဒစာဒုတိယဆောင် အခန်းကြီး7အငယ်9မှာဆိုရင် ငါဂျေစုသည်တင့်အဖို့လောက်တယ်ငါတကူဟာအာနေခြင်းအဖြစ်မှာစုံနေတယ်လို့ခရစ်တော်ကသူ့ကို ပြောခဲ့တဲ့စကားကိုသူကဆူခဲ့ပါတယ်ပေါလုဟာကြီးမြတ်တဲ့ခရိယန်ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမဲ့လည်းဘုရားသခင်အမြင်မှာသူဟာတခြားသူတွေထက်ဂျေစုတော်ကိုပို့ပြီးတော့ပေးဖို့မထိုက်တန်ဘူးတာမန်လူတွေနီးတူ တူညီတဲ့ဂျေစုတော်နဲ့ပဲထိုက်တန်တဲ့အကြောင်းကိုဘုရားသခင်ကမြင်ပါတယ် ကျွန်တော်တို့အနေနဲ့လဲပေါ်တူခံစားရတဲ့တကူတော်နီးတူတူညီစွာခံစားရမယ့်အကြောင်းယုံကြည်စိတ်ချနိုင်ပါတယ်ပေါ်တူဟာသခင်ယေရှုခရစ်တော်ကိုသူ့ရဲ့ကယ်တင်ရှင်နဲ့အသက်ခင်အဖြစ်ယုံကြည်လက်ခံလိုက်တဲ့အခါမှာသူဟာပရောဖက်ရဲ့သားအဖြစ်မွေးစားခြင်းကိုခံရပါတယ်သူ့ရဲ့အပြစ်တွေကိုခွင့်လွန်ပြီးတော့တန်ရှင်သောဝိညာဉ်ကိုသူရရှိခဲ့ပါတယ်တမန်တော်အခန်းကြီး7အငယ်9မှာပေါ်တူဟာတန်ရှင်သောဝိညာဉ်နဲ့ပြည့်တဲ့အကြောင်းကိုသူဆိုခဲ့ပါတယ်ဒါကြောင့်ပြာခင်ရဲ့အမှုတော်မှာသူဟာ ပါဝင် စက္ကန့်နိုင်ခဲ့ပါတယ်။ပေါ်လူထောင်ကျနေတဲ့အချိန်ကိုလည်းသုံးသပ်ကြည့်မယ်ဆိုရင်ထောင်ကျခြင်းကိုခံနိုင်ရရှိဖို့အတွက်တန်ရှင်သောဝိညာဉ်တော်ကရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေကိုပေးစွမ်းနေပါတယ်။တချိန်တည်းမှာပဲပေါ်လူရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့အတွက်တခြားသူတွေရဲ့စိတ်လုံးကိုဝန်တာထားစေခဲ့တယ်ဆိုတာကိုလည်းဖိလိပ္ပိအခန်းကြီး၄အငယ်၁၈မှာတွေ့ရပါတယ်။အရေးကြီးဆုံးကတော့ဘုရားသခင်ရဲ့ဝိညာဉ်တော်ကသူ့ကို ယေရှုခရစ်တော်ရဲ့အကြောင်းကိုသက်သေခံဝေမျှပြီးတော့ဧဝံဂေလိပြောဖို့အတွက်ရဲစွမ်းတတ္တိကိုရရှိစေပါလေ။ပေါလုဟာသူ့ခွန်အားအတွက်ဖျားသခင်ကိုမိခိုအားထားခဲ့ပြီးတော့အကျိုးဆက်အနေနဲ့သူ့ရဲ့ယုံကြည်ခြင်းကိုဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။ကျွန်တော်အတွက်တစ်ခုတည်းသောလောက်ရမယ့်အရာကတကူးကြည့်တဲ့ဖျားသခင်ကိုဝတ်ပြုကိုးကွယ်ဖို့ပဲဖြစ်တယ်။ဆူလိုတာကဖျားသခင်ရဲ့အလိုတော်ကနေဝေးရကိုထွက်သွားခြင်းအပြင် ခရစ်တော်ရဲ့တကူတော်ဆုံးရှုံးသွားဖို့မဟုတ်ပါဘူး။တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်ရဲ့အထင်မှကျင့်ဝတ်နေပြီးတော့ကျွန်တော်တို့ရဲ့အဘဖျားသခင်ရဲ့ခေါ်ဆိုမှုကအစအမိန်တော်ကိုနာခံတဲ့အခါမှာသူ့စီကနေတကူတော်စီးဆင်းလာဖို့အစဉ်သက်ဖြစ်နေမှာဖြစ်တယ်။ဒါကြောင့်ဖျားသခင်ရဲ့ခေါ်ခြင်းကိုနာခံဖို့ရွေးချယ်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်တကူကိုဖျားသခင်ကကျွန်တော်တို့အပေါ်ထုတ်လွှတ်ပေးလာမှာဖြစ်တယ်။ကျမ်းစာဆင်ခြင်ခဲ့တဲ့သူတိုင်း ဝိညာဉ်တော်အားဖြင့်ခွန်အားနဲ့မြဲမြံနေပြီးတော့ဘုရားသခင်ရဲ့မေတ္တာတော်အားဖြင့်တတ်ဆွမ်းနိုင်သမျှထက်သာပြီးတော့မှတတ်ဆွမ်းနိုင်ဖို့ဘုရားသခင်ရဲ့ပြည့်စုံတော်မူခြင်းရှိသမျှနဲ့ပြည့်စုံနေကြဖို့ခရစ်တော်ရဲ့တကူတော်တည်ရောက်မှုကိုအမှန်တကယ်ခံစားနေကြရပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မြတ်တာပြည့်လို့ဆိုအပ်ပါသည်